အားလုံးမင်္ဂလာပါ social space ရတဲ့မှာပြန်လဲကြိုးစားလိုက်ပါတယ်ယခုတစ်ပတ်ကိုရာနဲ့စီမျိုးကဏ္ဍအတွက်ဆရာအောင်ချဲ့ရဲ့ကြပြောကိုကျွန်တော်ရွတ်ဆိုပြပါဖြစ်ပါတယ်ဆရာအောင်ချဲ့ရဲ့အထုပ်ပတိအချင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ရှမ်းကုန်မြို့တောင်ဝင်းမြို့နယ်ကြောင်မြောင်းရက်အဖဥပ္ပအေအမိဒေါ်တန်းတို့က 1948မေလ1ရက်စနေနေ့တွင် မွေးဖွားခဲ့သည်မွေးခြင်း9ရက်အနက်တတိယမြောက်ဖြစ်ပြီးအမည်ရင်းဥကျော်တန်းဖြစ်သည်ကျောင်း၄၅ကျောင်းတွင်အနည်းငယ်ပညာသင်ယူခဲ့သည်16နှစ်အရွယ်ကစ၍ကဗျာများရေးသားခဲ့သည်ရေးစာကာလများတွင်လေးလုံးဆက်ကဗျာကိုသာရေးခဲ့ပြီးနောက်ပိုင်းတွင်ကာယံကိုသာမကအကြောင်းအရာကိုပါဖွံ့ဖြိုးတိုးတက်အောင်ပြောင်းလဲရေးသားခဲ့သည်မိုးဝေကဗျာခစ်တွင် ကဗျာဆရာအဖြစ်စတင်တက်လှမ်းခဲ့သည်1980ခုနှစ်မိုးဝေစာပေမဂ္ဂဇင်းတွင်မဲခေါင်မြေကံပါအောင်ပွဲသို့ချင်းစာရောက်မှ ကြောက်မိတဲ့စသည့်ကဗျာများ ပုံနှိပ်ဖော်ပြခဲ့သည်ထို့ပြင်မိုးဝေစာပေမဂ္ဂဇင်း၏ဗိုလန်တီးယားကဗျာအယ်ဒီတာ အဖြစ်နှင့်လည်းပါဝင်ကူညီဆောင်ရွက်ခဲ့သည်ပထမမိုးဝေခေတ်လွန်ပြီးနောက်ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားလူငယ်များနှင့်ပူးပေါင်းကရှတသောရတနေများ နေဆွဲကျော်ဒိုင်ယာရီစာမျက်နှာပန်းနုရောင်အိမ်မက်ကဗျာမဂဇင်းများကိုဦးစီးစီစဉ်ထုတ်ဝေခဲ့သည်နှစ်များစွာကြာသောသည့်အထိဤသည့်မဂဇင်းများမှာမှကဗျာများထည့်သွင်းပုံနှိပ်ပေးပို့ခြင်းမရှိအောင်ရက်တက်ပိတ်မိနေခဲ့သည်ဒုတိယမိုးဝေခေတ်တွင်ကဗျာများပြန်လည်ရေးသားခဲ့သည်1988တွင်နှွေဦးကဗျာမဂဇင်းအဖြစ်အထက်တန်းကျတဲ့ရေနှင့်နှွေဦးအမတ်1ဂျွန်1988 88ကိုစီစဉ်သူအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်။ဖော်ဝင်းမော်ချောနယ်တို့နှင့်တွဲဖက်၍တိရွတ်အသေးများပေါ်မှရက်ဆက်သောဂီတ1984ဖျောင်းလျဲမှုကိုထုတ်ဝေခဲ့သည်။ရေးသားထုတ်ဝေခဲ့သောကဗျာစာအုပ်အချို့မှာဂန္ဓဝင်မမပြက်ဆက်မင်းသားပုံပြောသူဒီမျက်နှာပေါ်ကမှသာနော်ဒီစာမျက်နှာပေါ်ကငါးချစ်ရာများအသေးဆွဲကဗျာစရာတော်လာခင်ခင်ပြူရီစောက်ခဲ့တယ်လူငယ်တယောက်အကြောင်းပြည်သူလူထုအတွက်ကဗျာငါးကဗျာကိုဖတ်ပါ ကဖကာတို့ဆေးရှူတဲ့မောင်ညများဆဆငတ်စုဘူးအန်တီမင်းကအောင်ချိန်လာဇက်ခုံအမိမြေအတွက်အချစ်တချင်းမော်ချောနယ်နဲ့တွဲဖက်၍တမိုင်းဖက်စာတို့ကိုလည်းထုတ်ဝေခဲ့သည်2000တခုနှစ်တွင်ဂျပန်ဘာသာဖြင့်ထုတ်ဝေသောအရှိတောင်အာရှစာပေလမ်းညွန် Invitation to Literature Southeast Asia ပြီးခဲ့တဲ့စနေနေ့နဲ့စင်တူတဲ့နေ့အချစ်တချင်းတောက်ကြနေတဲ့ခပြားများ ဖော်ပြခံရသည် အင်္ဂလန်နိုင်ငံထုတ် Bonwell Crew 2012နှစ်အမေရိကန်ပြည်တော်စုထုတ် Bonwell Crew 2023တို့တွင် အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ကြပြလေးဘုတ်စီ ပုံနှိပ်ဖော်ပြခဲ့ကြသည် စင်ကာပူရသအလင်းဤတသက်တာကြပြဆရာစု2014မန္တလေးမြို့ Poetry House ကြပြဆောက်စု2016နှစ်အရှိတောင်အာရှစပေစု2016တို့ကိုရရှိခဲ့သည်မြန်မာမော်ဒန်ကြပြအရှိကိုဥဆောင်ခဲ့သော ကဗျာဆရာများတွေအထူးကြသည့်ကဗျာဆရာတူဖြစ်သည်ကဗျာမရှိပဲကျွန်တော်မနေနိုင်ဘူးအသက်ရှူရသလိုရှည်တော့သလိုထမင်းစားသလိုပဲကဗျာကကျွန်တော်ရဲ့အစိတ်အပိုင်းတစ်ခုပါပဲကဗျာရေးဖို့တကူတကစူးစမ်းမနေရဘူးကဗျာတွေကသာသူ့အလိုလိုကျွန်တော်ကောင်းတဲ့ရောက်လာတာအဲ့တော့ကန်ဆိုးတာလားကန်ကောင်းတာလားတော့မသိဘူးကျွန်တော်ရဲ့ကျမပဲကျွန်တော်အရင်ဘဝကကဗျာဆရာဖြစ်ခဲ့ပါလိမ့်မယ် နောက်ဘဝလဲကဗျာဆရာပဲဖြစ်ချင်တယ်ဟုအင်တာဗျူးတစ်ခုတွင်ကဗျာနှင့်ပတ်သက်သောခံယူချက်ကိုဖွင့်ဟခဲ့သည်အသက်83နှစ်အရွယ်2021ခုနှစ်ဩဂုတ်လ9ရက်တနင်္လာနေ့ည7:12မိနစ်အချိန်ရန်ကုန်မြို့တကုံမြို့သည့်အရှိပိုင်းနေအိမ်၌ကွယ်လွန်ခဲ့သည်ဇနီးဒေါညွန့်ညွန့်သိန်းနှင့်ကျန်ရည်သူတမီးမြင်းများမှဒီပါချင်းချင်းအိမ်မက်ချင်းချင်းနှင့် မောင်ချိန်ပီတီလို့ဖြစ်သည်ဆရာအောင်ချိန်ရဲ့ကဖကာတို့ကိုးဆိုတဲ့ကပြကိုအခုတစ်ပတ်ညစ်ဆက်လိုက်ပါတယ်ခင်ဗျာကဖကာတို့ကိုးငါတဲ့အပုံကြီးတာလဲရည်စားရလို့တဲ့ငါ့ကိုလာမော်ကြွားတယ်မယ်မင်းကြီးမအေးလေဝမ်းသာပါတယ် မိဘအတိုင်အဝိုင်းတောင့်နေရုပ်ချောတယ်ချမ်းသာတယ်ယောက်ျားပီတာတယ်တဲ့ငါကအေးအေးစိစိလူသေးကောင်းလို့ငါကလူသေးကောင်းလို့အေးအေးစိစိညကောင်ငါလို့ကြပြားရေးတဲ့ရင်ခက်မယ် Eh, coming on tape.